အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ခုကတော့မျက်လုံးတစ်ဖက်တည်းရှိတယ်ဖုန်ကြီးကြောင်းကအဖွားကြီးတည်းရဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရာမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအတစ်တန်တန်တရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြစ်တရက်ခန့်ကြပါတယ်ဟုတ်ကဲ့အကြောင်းအရာစတင်လိုက်အောင်အသက်25နှစ်အရွယ်ရှိတယ်တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့လူရှိနေစောတူတူတို့ကိုဘေးရင်ဆရာက၎င်းတို့မှာကန်ဆိုးမှုတွေရှိမယ်လို့သတိပေးတဲ့အတွက် အဲ့ဒီကန်ဆိုးမှုတွေကိုတက်တာဖို့အတွက်ခொနီယာတရားစခန်းဝင်ဖို့ပြောကြားခဲ့ပါတယ်။အဲ့ဒါကြောင့်သူတို့ကနေမျိုးတစ်မျိုးမှရှိတယ်။ဘုံကြီးကျောင်းတစ်ချောင်းကိုတရားအားထုတ်ရန်သွားခဲ့ကြပါတယ်။အဲ့ဒီဘုံကြီးကျောင်းမှာတရားအားထုတ်သူများအတွက်တည်ထန့်ထားရှိတယ်။တဲခိုးဆောင်တစ်ခုရှိပြီးတော့အဲ့ဒီချိန်မှာတော့အခန်းတစ်ခန်းသာကျန်ပါတော့တယ်။အခန်းထဲမှာလည်းရှင်းဟောင်းတက်သားပြီးသူတစ်လုံးသာရှိပါတယ်။သူတို့ကညနေပိုင်းဖျားရှိခိုးပြီးတဲ့နောက်မှာတော့သူတို့ရဲ့အခန်းရှိရာကိုပြန်လာခဲ့ကြပါတယ်။ရုပ်တရက် ဗီဒီယိုတွေကနေစူညံတဲ့တန်တွေကို ကြားလိုက်ရတော့စူးစမ်းလိုတဲ့စိတ်နဲ့စောတူတူကဗီဒီယိုကိုအနှင်းငယ်ဖွင့်လိုက်ပါတယ်။တစ်စက္ကန့်လောက်အကြာမှာတော့အဖွားကြီးတဦးရဲ့မျက်နှာကအလျင်မြန်ထွက်ပေါ်လာပါတယ်။ကြောက်စရာအကောင်းဆုံးချက်ကတော့သူ့ရဲ့မျက်လုံးများကတစ်ဖက်ထဲသာရှိပြီးတော့အလွန်ကြီးမားနေခြင်းပဲဖြစ်ပါတယ်။အဲ့ဒါနဲ့စောတူတူကအလွန်တုန်လှုပ်သွားပြီးတော့အော်ဟစ်ခါဗီဒီယိုကိုအလျင်မြန်ပြန်ပိတ်ပြီးဆောင်းကိုခေါင်းမူးချုံပြီးတော့အိတ်နေလိုက်ပါတယ်။အဖွားကြီးတည်းရဲ့အဖွားကြီးတည်းရဲ့ဟေးစောတူတူ ဘာဖြစ်တာလဲဟာတရေ6ခံရတာသူ့ရဲ့မျိုးလုံးတွေကအရင်ကြီးကြီးတယ်ဟာဒါဘလို့လို့ဖြစ်နိုင်မှာလဲတကယ်လို့သူသာတရေဆိုရင်သူကဗီဒီယိုတွေကနေထွက်လာပြီးငါတို့ကို6လက်မှာပေါ့မင်းမျက်စိများမှားသွားလားမယုံရင်မင်းကိုယ်တိုင်သွားကြည့်လေလူရှိကဗီဒီယိုတကားကိုမဆိုင်မတော့ဖွင့်လိုက်ပါလေအထဲမှာပစ္စည်းများကလွယ်ပြီးဘာမှမရှိပါဘူးအဲ့ဒါနဲ့စောရူတို့ကစိတ်ကူးရင်နေတယ်လို့တွေးပြီးတော့ဗီဒီယိုကိုပြန်ပိတ်လိုက်ပါလေအဲ့ဒီအချိန်မှာ အဝတ်ထုတ်ငယ်တခုကဗီဒီယိုနောက်ကနေပြုတ်ကျလာပါတယ်သူကအဝတ်ထုတ်ကိုအလျင်မြန်ကောက်ပြီးတော့ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပါတယ်အဲ့ဒီမှာအပေါက်ပါတဲ့ဒင်းကားပြားများစွာကိုတွေ့လိုက်ရပါတော့တယ်ရှေးဟောင်းပစ္စည်းများစုဆောင်ခြင်းကိုနှစ်တက်တဲ့လူရှေးကဒင်းကားပြားသုံးများကိုသူ့ရဲ့ဘောင်းမီအထဲကိုခိုးထည့်လိုက်ပါတယ်ကြံနေဒင်းကားပြားများကိုတော့အဝတ်ထုတ်ထဲကိုပြန်ထည့်ပြီးတော့ဗီဒီယိုနောက်မှာတင်ထားလိုက်ပါတယ်အဲ့ဒီနောက်သူက ပုံမှန်တိုင်းပဲအိပ်ရဝင်ခဲ့ပါတယ်ဒါပေမဲ့ခဏကြာတော့ သူ့ဘေးမှာအိတ်နေတယ်။စောရူရူရဲ့ခနာကိုကတဖြည်းဖြည်းတုံလာတာကိုခံစားလိုက်ရပါတယ်။အဲ့ဒါနဲ့စောရူရူကတရေကြောက်ပြီးတော့ဖျားနာမာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်လူရှိကအကူညီပေးရန်အလျင်မြန်ပြေးသွားပါတော့တယ်။သူ့ဆောင်ကိုဆိုးလိုက်တဲ့ခါမှာတော့အလွန်ထိတ်လန့်တုံလို့သွားပါတယ်။ဆောင်အောင်မှာရှိနေတယ်။ခနာကိုကစောရူရူရဲ့ခနာကိုမဟုတ်တော့ပါဘူး။အဖွားကြီးတယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေတာပါ။သူမကဒေါသတကြီးနဲ့လူရှည်ရဲ့မျက်နှာကိုစိုက်ကြည့်နေပါလေ။အဖွားကြီးရဲ့မျက်နှာကကြောက်စရာကောင်းပြီးတော့ သူ့မှာမျက်လုံးတစ်ဖက်သေးတာရှိပါတယ်။လူရှိကကြောက်လန့်တကြားနဲ့អော်ဟစ်လိုက်ပါတယ်။အဖွားကြီးရဲ့ခန္ဓာကိုယ်ကသူ့အနားကိုဖြည်းဖြည်းကျွေးလာပါတယ်။ကုညီကြပါအောင်ကုညီကြပါအောင်ကျွန်တော်တရေ6ခန်းနေရလို့အဲ့ဒီချိန်မှာအဖိုးကိုတယောက်ကအခန်းတကားကိုဖွင့်ပြီးတော့ဝင်လာပါတယ်။ဘာဖြစ်တာလဲ။ကောင်းလေးရအတန်ဒီလဲစူညံနေတာပဲ။ကျွန်တော်ကျွန်တော်တရေ6ခန်းနေရလို့လူရှိကလှည့်ကြည့်လိုက်တဲ့အခါမှာတော့မျက်စိတစ်ဖက်သေးတာရှိတယ်။အဖွားကြီးတရေရဲ့ပုံရိပ်ကပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရပါတယ်။ ်အခုချိန်မှာသူ့ကိုစိုက်ကြည့်နေတဲ့သူကစောရူလူသာဖြစ်ပါတယ်သူသူဘယ်ရောက်သွားလဲမသိဘူးခုနကသူကျွန်တော်ကိုခြောက်နေတာမင်းတငယ်ကြီးရဲ့ခန္ဓာကိုယ်လေးကိုဝင်ပူးသွားတာဗောကောင်းလေးရဲ့ခုနကသူကမင်းကိုကြောက်အောင်သူ့ရဲ့ပုံစံအစ်မှန်ကိုပြခဲ့တာပါဒါဆိုကျွန်တော်တငယ်ချင်းခန္ဓာကိုယ်လေးကအဖွားကြီးတည်းရဲ့ကိုဘလို့နှင်ထုတ်ရမှာလဲအဲ့လိုမေးလိုက်တဲ့အခါမှာတော့အဖိုးကြီးကလက်အုပ်ချီပြီးတော့မန္တန်တစ်ခုကိုရွတ်ဆိုလိုက်ပါတယ်ပြီးတော့သူပြင်ဆင်လာခဲ့တဲ့တိမ်ဝင်အပ်ကိုလည်း စောရူရဲ့ခန္ဓာကိုယ်လေးကိုထိုးထည့်လိုက်ပါတယ်။အဲ့ဒီအခါမှာအဖွားကြီးတရဲရဲ့ဝိညာဉ်ကခန္ဓာကိုယ်လေးကနေထွက်သွားပါတော့တယ်။စောရူရကအဖွားကြီးဝိညာဉ်ထွက်သွားတဲ့အခါမှာတော့မူးဝေလာပါတယ်။သူသတိပြန်ဝင်ဖို့အမြန်ကြိုးစားပြီးတော့လူရှိနောက်ကိုပြေးဝင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲမျက်စိတစ်ဖက်တည်းရှိတဲ့အဖွားကြီးတရဲကပြန်ပေါ်လာပါတယ်။သူ့ရဲ့မျက်နှာမှာလည်းဒေါသတွေအပြည့်ပါပဲ။နင်ကဘာဖြစ်လို့ငါ့ကိုမောင်းထုတ်ရတာလဲ။ငါကဒီမြေခွဲရဲ့ပိုင်ရှင်ပဲ။ငါ့မှာမောင်းထုတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့နင်ဒီကောင်လေးကိုမောင်းထိုးတင်တယ်ဘာလို့လဲဆိုတော့ तू ကငါပစ္စည်းတွေကိုခိုးသွားတာဘာဟဲ့ကောင်လေးမင်းအဖွားကြီးတည်းရဲ့ပစ္စည်းတွေကိုတကယ်ခိုးသွားလားကျွန်တော်မယူရပါဘူးကျွန်တော်ဒင်းကားပြားတွေဗီဒိုတောင်းမှာပြုတ်ကျလာတာကိုတွေ့လို့ကောက်ထားလိုက်တာပါအေးအဲ့ဒါကိုခိုးတယ်ပဲခေါ်မှာပေါ့ तू များမပေးတဲ့ပစ္စည်းကိုယူလာမင်းသူ့ကို ပြန်ပေးလိုက်တော့အဲ့ဒါနဲ့လူရှေကသူ့လိုချင်တဲ့ဒင်းကားပြားတွေကိုပြန်ပေးလိုက်ရပါတယ်အဲ့ဒီခါမှာတော့ မျက်စိတစ်ဖက်တည်းရှိတယ်။အဖွားကြီးတည်းရဲ့ကဒေါသနဲ့နေရော့သွားပါတယ်။မင်းကတရားအထုတ်ဖို့လာတာ။ဒါပေမဲ့မင်းကသူများပစ္စည်းခိုးပြီးအပြစ်လုပ်ခဲ့တယ်။မနှက်ပြန်ကြရင်တရားစခန်းကနေထွက်သွားရတော့အစင်းသိမ်းဖြစ်တဲ့ချိန်မှာပြန်လာခဲ့။အဖွားကြီးသူလည်းပစ္စည်းတွေပြန်ပေးပြီဆိုတော့ဒေါသနဲ့နေလျှော့လိုက်ပါ။အေးကောင်းပြီ။ဒါပေမဲ့ဘသူမှငါပစ္စည်းတွေကိုလာမထိနဲ့။ငါဘသူကမှအခွင့်မလုပ်ဘူး။အဖွားကြီးတည်းရဲ့ကတစ်သားပြီလိုတဲ့ကိုဖြည်းဖြည်းချင်းပြန်ဝင်သွားပါတယ်။ ျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကိုကူညီပေးခဲ့တဲ့အတွက်ဦးလေးကိုအရင်ကျေးဇူးတင်ပါတယ်။ရပါတယ်။ဒါပေမဲ့နင်တို့သတိထားရမယ်။ဘာလို့လဲဆိုတော့နေရာတိုင်းမှာပိုင်ရှင်တွေရှိတယ်။ဒီအခန်းကပုံမှန်ဆိုရင်ဘသူကမှမအိတ်ခိုင်းမဲနဲ့ပိတ်ထားတာ။ဒါပေမဲ့ဒီရက်ပိုင်းမှာတရားအထုတ်ဖို့လာတဲ့လူတွေအရင်များတော့တဲခုဖို့နေရာမရှိတော့ဘူး။ဒါကြောင့်ဒီအခန်းကိုနင်တို့ကိုအိတ်ဖို့ဖွင့်ပေးလိုက်တာ။ဒီအခန်းမှာဘာများရှိလို့ပိတ်ထားတာလဲ။ဒီအခန်းကအရင်တော့ကအဖွားကြီးရဲ့အခန်းကွ။ तू ကငငယ်လေးကလေးကဒီမှာတီလာရှင်လုပ်ခဲ့တာ။ ဒါပေမဲ့သူ့မှာမျက်စိတစ်ဖက်ပဲမြင်ရတော့မျက်စိတစ်ဖက်ထဲကိုပဲအသုံးပြုရတယ်။အဖွားကြီးကသူ့ရဲ့ပစ္စည်းတွေကိုအယမ်းမျက်နှိုးတာ။သူ့ရဲ့အိတ်ခမ်းနဲ့တက်သားဗီဒီယိုတွေကပစ္စည်းတွေအားလုံးကသူ့ပစ္စည်းတွေကြီးပဲ။အရင်တုန်းကတရားထုတ်တဲ့သူတွေကိုအခန်းကိုဖွင့်ပေးပေမဲ့ဘယ်သူမှမအေးရဘူး။ဘာလို့လဲဆိုတော့သူကဒီနေရာကိုသဘောကျပြီးတော့အိတ်တဲ့လူတွေအကုန်လုံးကို၆လန့်ထုတ်လို့အဲ့ဒီချိန်ကစပြီးတော့အခုချိန်ဒီပဲပိတ်ထားတာ။သူ့ရဲ့ဂျန်တဲ့မျက်စိတစ်ဖက်ကဘာလို့အဲ့လောက်ကြီးနေရတာလဲ။အဖွားကြီးကဒေါသကြီးတဲ့လူလေ။ ဘသူကမဆိုဒေါသထွက်ရင်မျက်လုံးပြူးပြီးကြည့်တယ်။တခါတုန်းကဒီမှာတရားချင်းနဲ့ယဟန်တပါရှိခဲ့မှုတယ်။သူကအဖွားကြီးကိုအစွဲလန်းတွေလွှတ်ချဖို့တင်ပေးတဲ့အတွက်အဖွားကြီးကမကြိုက်ဘူး။ဒါကြောင့်သူကယဟန်ကိုမျက်စိပြူးပြူးပြီးကြည့်တာ။သူတွေသွားတဲ့အခါမှာတော့သူ့ရဲ့ကျန်တဲ့မျက်လုံးတစ်ဖက်ကအဲ့လိုကြီးလာတော့တာ။ဒါဆိုအဲ့ဒီယဟန်ကတန်ရှင်းပြီးတော့ဝင်းဒီနဲ့အညီနေတဲ့ယဟန်ဖြစ်ရမယ်။အဖွားကြီးတည်းရဲ့ကိုဒီလောက်ထိအကျိုးတရားမှုဖြစ်စေနိုင်တာဆိုတော့ဟုတ်မှာပေါ့ကောင်လေးယာ အဖွားကြီးတည့်ရဲ့အကြောင်းပြီးသွားတဲ့ခါမှာတော့မိုးကလင်းလာတော့မယ်လူငယ်နှစ်ယောက်ကလည်းတရားစခန်းကနေထွက်ဖို့ပြင်ဆင်ပြီးတော့အိမ်ကိုပြန်မှုပြင်ဆင်လိုက်ကြပါတယ်အဖိုးကြီးကလူငယ်နှစ်ယောက်ကိုဘုံကြီးကျောင်းရှိတီလိုက်ပို့ပါတယ်ပြီးတာနဲ့သူကဘုံကြီးကျောင်းပြင်ဘက်မှာရှိတယ်နတ်ကွန်းတရံအဆောက်အုံတစ်ခုလည်းကိုဝင်သွားပါတော့တယ်ကလေးနှစ်ယောက်ကလည်းအယံလန်သွားပြီးတော့အဲ့ဒီကျောင်းကိုမေးဖို့ဘုံကြီးကျောင်းထဲကိုပြန်ပြီးပြေးဝင်သွားပါတော့တယ်အဲ့ဒီခါကျမှအဲ့ဒီအဖိုးကြီးကဦးလေးလွင်ဆိုတာတိလိုက်ရပါတယ်သူက စိတ်ကောင်းရှိပြီးတော့ဒီမြေခွက်ကိုဘုံကြီးចောင်းဆောက်ဖို့လှူဒန်းခဲ့တာပါဦးလေးလွင်ကအဖွားကြီးငငယ်တွေကတီလာရှင်လောက်ကလေးကသူ့ရဲ့တေဆုံးချိန်ထိအသက်ရှင်ခဲ့ပါတယ်ဒါကြောင့်ဦးလေးလွင်ကအဖွားကြီးအကြောင်းကိုအကုန်သိနေတာပါဒါပေမဲ့အဖွားကြီးတေပြီးတဲ့နောက်မှာတော့မကြခင်ပါပဲဦးလေးလွင်ကလည်းတေဆုံးသွားပါတယ်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကဘုံကြီးចောင်းကိုဆက်ပြီးတော့ဆောင်းရှောက်နေပါတယ်တရားအထုတ်ဖို့လာတဲ့လူတွေတခုခုဒုက္ခကြုံရရင်အန်ဒီယေကနေကယ်တင်ပေးတတ်ပါတယ်ဒါကြောင့်ဦးလေးလွင်ကိုယုံကြည်တဲ့သူတွေက ဘုန်းကြီးကျောင်းရဲ့ပြင်ပမှာသူ့အတွက်နှကုံးပုံစံတစ်ခုကိုဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။တင်ရောတရားအထုတုံးကကြောက်စရာကောင်းတဲ့အတွေ့အကြုံတွေရှိခဲ့ဘူးလား။ကွန်မန့်လေးမှာမှတ်သွားခဲ့ပေးပါဦး။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တဲ့ဆက်နေမှုကိုဒီမှာပဲရအောင်ဝင်ပြပါခင်ဗျာ။ကျွန်တော်တို့စီစဉ်တဲ့ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်တရခင်ကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။